you look really stressed out. You just take a break. I don't think so. Maybe, maybe I'm so proactive. Yeah, using sleeping pay is not the answer of still recharge the energy. It's about the stress and overthinking. Now you are completely tired, cannot finish your walk, right? So, what are you going to do about it? Is that mental issue? It's really bad. No, no, it's just a little rest. So if you don't take it, it's gonna be so wrong. I, I can't stop it. I've got many things to do. You need to take a rest. No arguments. Trust me, you need some time. And then you pick it up again. Just a minute, take a minute. And I'm going to write a prescription letter to have it. ထွေးလေအောင်ဟေးလေအောင်ဦးလေးအောင်လို့မရှိကြဘူးဟိုဘက်ကလှူသွားတယ်ညနေလောက်မှပြန်အောင်မယ်ထင်တယ်အတောက်တူရဲ့နေရာမှာလည်းအဖေနဲ့လိုက်ခဲ့ရမှာလားဖေနဲ့လိုက်ခဲ့လို့ဘယ်လိုရမလဲအတားဟိုရောက်ညင်းညင်းနေမှာလည်းမဟုတ်ဘူးအဲ့တော့ဘယ်လမ်းမကြည့်နိုင်ပါလဲကွာမင်းလုံးချက်ရှိလို့လားဟုတ်တယ်။အာယောတော့မန်တဆောက်ပြီလေ။အာရက်ကကတ်နေပြီ။ပြီးပြီ။ ဒါဆိုအတောက်ငါနဲ့ထားခဲ့လေငါဒီမှာတနေကုန်အားနေတာငါကြည့်ထားပြီးပါဗောအဖေနှမရရဲ့ဦးမြဲပဲနေခဲ့တော့မယ်ဒါဖြစ်လေနေခဲ့အဖေအလူအပြန်ကြရင်ဝင်ခေါ်လိမ့်မယ်လေးမမနေခဲ့နော်ဟုတ်ကဲ့ဘာလို့မခေါ်လဲငါပြန်ပို့ရပါမယ်ကွာ ားကောင်းလားမင်းမဟုတ်ပါဘူးအတာပါဟုတ်ပါပြီဟုတ်ပါပြီအတာနော်အတာအဖေသူသမီးလေးထင်ပါတယ်အဖေတိုင်းပဲအငင်းတန်လိုက်တာအရင်တော့ရောအဖေကပြင်သွားရင်အတာကိုဖူးဖိုက်မှလာထားတာလားဒါဆိုလို့ရှိရင်တာကစစ်စစ်အိမ်မှာတလဲဖူးဖိုက်မှတလဲတလဲစီလိုက်နေတာပေါ့အင်း ဖေကငြင်းတဲ့လူများနေတာလားအဖေကအရက်တော့တယ်ဟုတ်ပါမလားအတားရဲ့အတားအထင်မှားတာနေမှာပေါ့ဖဖေကဒီလောက်အလုပ်ကြိုးစားတာသူဘယ်လိုလုပ်ရက်တော့မှလဲဒါမှမဟုတ်တခါတလေသူပြန်မှန်းတဲ့ခါတောက်တာနေမှာပေါ့အတားရဲ့ဟာဟုတ်ပါရဲ့ဆိုအဖေကမူးမူးနေ တောင်ဦးကိုမြင်ဘူးလေဟုတ်လားအတောင်ဦးကိုမြင်ဘူးလေအတောင်မွေးတဲ့ချိန်မှာဦးကဒီရွာမှာတော့မရှိသေးဘူးအတောင်ဦးကိုမြင်ဘူးလေဆိုတော့ဘယ်လိုဖြစ်နိုင်မှာတော့ဟာမြင်ဘူးပါလေဆိုပြီးပြီးမြင်ဘူးလေဆိုလည်းမြင်ဘူးလေပေါ့နော်ဟာညီမလေးတို့ပါလားမျိုးလေးပါလားလောင်းလေဒီကတော့စားကြအောင် စားတော့ဘူးကောဒီလိုစားရင်စားလေမပြန်နေမယ်လာလာညီမလေးတို့လာလူတွေဖြစ်လာကြရတယ်တကူးနဲ့ရန်ဖြစ်လာတာသူတို့ကျင်တော့ဘာဖြစ်ကြလဲမသိဘူးတွေ့ရနေတန်းထိုးတပုတ်ကောင်ကြရတာပဲဟမ်ဒီတိုင်းယူစားများတော့အခန့်ကိုရဲ့နင်ပြောလိုက်ရင်ကိစ္စတွေကအကြီးကြီးပဲဆက်ဆက်ညီမလေးဟုတ်ပြီဟုတ်ရည် ဟုတ်ဟုတ်ကျွန်တော်မြတ်တယ်ပါဗျာဟောအေးမြင့်နွေဦးနဲ့အတူပြန်လာမယ်လို့ငါကြားတယ်ငါ့မှာလည်းကွာသကြံပွဲကိစ္စရည်နဲ့အလုံးရှုံနေတာမြင့်ကိုမေ့နေဟုတ်ဟုတ်ကျွန်တော်လည်းဒီနေ့ရွာထဲမှာ line note ဆက်မလို့ပါပဲဒါပေမဲ့အတောက်ကိုထိန်းနေရင်လည်းဒီနေ့မအားလိုက်ခင်ဗျာဟောအေးပါရပါလေကွာဟိုဒီမှာနေအောင်ပါမလားဟုတ်ကျွန်တော်သကြံဒရင်းလုံးဒီမှာရှိမှာခင်ဗျာအေးကောင်းတယ်ကွာအဲ့ဆိုနောက်မှပဲ AC စကားပြောဦးမတော်အောင်မေအော်ေးဒါနဲ့ကွာဟိုညနေကြရင်လေဓမ္မယုံမှာလူငယ်လာစုပေးဖို့ပြောပြပါဦးဟုတ်ဟုတ်ကျွန်တော်နန်းတလောက်စုပြောလိုက်မယ်လေဟုတ် ပြုံးစလောက်ပေါ့ကွာဟုတ်ကဲ့ပါခင်ဗျာဒါသမီးတတာဒီကကြောင့်နေမြန်ပြစားနေကဲလူတွေအားလုံးလဲဆုံးပြီဆိုတော့ခက်မြန်မြန်ကြီးပြောလိုက်မယ်ဒီလိုကွာဒီနေ့တကြံမန်းတဲ့ဖွင့်ပွဲမှာမနစ်ကထက်ထူးထူးခြားခြားလေးဖြစ်ချင်ຫນွေဦးနဲ့မြတ်ထင်အားလည်းမျိုးကားတွေပြန်လာကြတယ် အနွေဦးမှလည်းမင်းကလေးတငယ်ချင်းနှစ်ယောက်ပါလာတယ်ဆိုတော့ဒီနေ့တို့ရမှာလူငယ်တွေအများကြီးပဲလေအဲ့ဒါကြောင့်ဒီပျော်စရာကောင်းသွားအောင်ပြန်ပွဲလေးနဲ့ကြံစဖွင့်လိုက်ကြမလားလို့လေးကျွယ်စဉ်းစားထားဘာပြန်ပွဲလဲရင်လေးလေးနတာသွေးပြန်ပွဲတနည်းအားဖြင့်ပြောရရင်တော့ဟိုတနခါသွေးပြန်ပွဲပေါ့ကွာဒါမျိုးကတော့တို့ရကြွမိတာပဲအဲ့လိုနိုင်အောင်နိုင်ဟုတ်ပါမပြန်ခင်ကလေးရအောင်နိုင်နေပြီနော် မတက်သေးဘူးဆိုပေမဲ့လည်းတေချာတင်မင်းရတော့ပြိုင်နိုင်လောက်မယ်ထင်တယ်တင်မင်းတော့တင်မင်းမှာပေါ့ငွေဦးကိုလည်းတင်ခိုင်းတော့ तू อ่ะအိမ်မှာသူ့အမေကိုတွေးပင်းနေကြ तू อ่ะအရန်ကြွန်းနေဟုတ်လားငွေဦးအဲ့ဆိုရင်ငါတို့တင်မင်းနော်တင်မင်းမှာပေါ့ဟာပြီးငါတို့တူပြိုင်ကြမယ်လေနော်ကျောင်းတော်ငယ်ချင်းတွေကရင်းတိုက်ထားကြတာဗျရင်းမကတော့လားဟိုရင်းကဟိုမတ်တက်ပိတ်ပွဲကြရင်ကတ်လို့ရတယ်လေဖွင့်ပွဲမှာမြို့ကပါလာတဲ့ဧည့်သည်တွေလည်းပါဝင်လို့ရအောင်လေးရွယ်စီစဉ်လိုက်တာ ဟိုစုကလည်းထိုက်တန်တယ်ပြီးမှာနော်ပြိုင်မယ်ပြိုင်မယ်အဲ့တဲ့တွေကတခါလေးပါလာတာလေဗျာရွာကန်တွေကိုဦးစားပေးစဉ်းစားမှာမဟုတ်လားဘာလဲမင်းကရွာကန်မလို့ငါတို့ကိုနိုင်မယ်ထင်နေလားငါတို့တငယ်ချင်းတွေပေါင်းလိုက်မင်းတို့ထထောင်တောင်းမယ်ငါမင်းကိုဘာမှမပြောဘူးနော်ငါမသာလေးလေးကိုပြောနေတာမင်းကသူများတွေပျော်နေအောင်ဖျက်လို့ဖျက်စီလှုပ်ဒုက္ခဘာဖြစ်လဲကွာမင်းတို့လိုရွာပစ်သွားတဲ့ကောင်းနေလို့လေရွာဘယ်ဘွဲမှာမှမပါချင်ဘူးကွာရှင်းလားဘာလဲမင်းမပြန်ရဲလို့ ငါဘာလို့မပြရရမှာလဲတငယ်ချင်းဆိုတာဘလို့အချိန်ဘလို့နေရာမျိုးပဲရောက်ရောက်မိဘောင်းဆိုတဲ့တယောက်ကိုတယောက်ရှိနေပြရတာ ခွင့်အောင်အောက်တော့ဘယ်လိုနေထားမျိုးမှမရှိနေပြီလေနင်းတော့အရင်မှညံကောင်းတာပဲအားလေဆရာဝန်မကြီးလုံးမို့လားနေရတာဟဲ့မဟုတ်ပါဘူးငါဆိုင်းဆရာမကြီးဖြစ်ချင်တာသူတို့လည်းမလာကြသေးဘူးနော်အေကန်ကမလာရတော့ဦးနဲ့တူတယ်လာတော့လည်းကောင်းတာပေါ့ငါနိုင်တာပေါ့မမီးကမမဆုံးတော့ကြံဦးပြစ်တယ်အဲ့ဒါမမီးအထင်လေတကယ်အဖြစ်ပြက်မှန်အဲ့ဒါမဟုတ်မမီးလည်းတီး မသေးမှန်တောင်ပြန်လေမြူတဲ့အချင်းခါဝေးစားပွင့်လာထူတဲ့အိုချစ်ဦး